ီစန်းစရာဘောเนาะဘာတဲ့နော်ဘောဒီဘီအကြီးချိန်ရတယ်ဒီအချိန်အကြီးဘောเนาะတလက်မဘောအဲ့တလက်မကိုကျွန်တော်ဘီပြန်ချိန်ရမယ်ဒီအသေးပြန်ချိန်ရမယ်ဒီဘီအသေးဘောအဲဒီဘီအသေးပြန်ချိန်မယ်ဒီဒီအကြီးကိုဖြုတ်ပြီးဒီအသေးကိုချိန်မယ်ဘောเนาะအဲအဲ့လိုချိန်တဲ့အခါကျရင်လွယ်ပူတယ်ထင်ရပေမဲ့မလွယ်ပါဘူးเนาะဘာလို့လဲဆိုတော့ဒီမှာဘိုက်မှာရှိရဲစဉ်းစားရွှေ့ရမယ်ဒီဘက်ချမ်းမှာရှိရဲ့ စင်သာရွှေ့ရမယ်နှစ်ခုရွှေ့ရမယ်ပေါ့နော်ဆန်စတာဗါတဲ့အဲလေးလာနိုင်သူနည်းနည်းပါးပါးလေးလာကြပါကျွန်တော်ကိုယ်တိုင်လည်းဆရာကြီးမဟုတ်ပါဘူးပေါ့နော်ဘုံလုံးသင်ပေးနေတာလည်းမဟုတ်ပါဘူးဟိုတက်တက်လောက်လေးမျှဝေပေးနေတာပါဒီတက်လက်မပြီးဘူးတက်လက်မချိန်ထားတာပေါ့နော်အဲ့တက်လက်မကိုကျွန်တော်ပြီးချိန်တော့မယ်ဒီပြီးချိန်မယ်နော်ကျွန်တော်ချင်းလိုက်ပြီပေါ့နော်ခရီး ချင်းလိုက်ပြီဆိုရင်တို့ဘာအိမ်လုံးတော့ဘာလို့ကြည့်ရမလဲဆိုတော့ဒီမှာအပေါက်လေးတွေ့လားလွဲနေတယ်တွေ့လားအဲအလွဲနေတာတူတက်အများကြီးလွဲဦးမှာဘာလို့လဲဆိုတော့ခုနကအကြီးဆိုတော့လွဲဦးမှာဘာလို့လွဲရဲ့ခုနကဒီမှာကျွန်တော်မီးပွားပေါက်ခွင့်လိုက်မယ်နော်ပေါက်ခွင့်လိုက်ပြီခုနကနဲ့လိုက်မယ်နော်အကြံဒီမှာကြည့်ကြည့်လိုက်ဟိုမှာအများကြီးလွဲသွားလဲတွေ့လားအပေါက်နဲ့ဝေးဝေးပြင်းတွေ့လားအဲ့လိုမဖြစ်ရလေအောင်ကျွန်တော်တို့ကဒီအပေါက်ကကျွန်တော်ဒီဘီထဲဝင်ရမှာပေါ့နော် အဲအဲ့တော့ကျွန်တော်ကဒီစင်တာလေးချိန်ရမယ်ဒီဘုန်းလေးဖွင့်ရမယ်ဒီဘက်ဒေါင်းကြတော့အတိုင်ရဒီဒီဘက်ချမ်းဘယ်ဘက်ကကြတော့